ါပါရှင်။ညပညချန်နယ်ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစ်။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလံလေးကတော့တီးခန့်ခွန့်လွတ်ပြီးပြန်ပေါင်းပေးတဲ့ယောက်ျားကိုမှ မငဲ့ညာလင်ငယ်နောက်ကိုအကြိမ်ကြိမ်လိုက်တော်ခဲ့တဲ့အရှက်မရှိတဲ့အမျိုးသမီးရဲ့တိတ်ခါမေးမှုဆိုတဲ့စိတ်ဝင်စားပွဲတရိတန်ဝေကရပွဲတကယ်ဖြစ်ရမှန်ဇလံကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါဦးရှင်။ ုတစ်ကြိမ်နဲ့ပါဆိုရင်နှစ်ကြိမ်တိုင်တိုင်ရှိတော့ပြီတက်တင်စဉ်းစားကြည့်တယ်ရှေးဆိုရိုစကားတခုလေးသူ့နှုတ်ကနေ ခတ်တိုးတိုးရေရွမိတယ်တစ်ကြိမ်အလင်ခံရရင် လိန်သူရဲ့အပြစ်နှစ်ကြိမ်အလင်ခံရရင်တော့အလင်ခံရသူရဲ့အပြစ်တင်တက်တင်မအပြစ်ရှိနေပြီလားတက်တင်မှားရွေးနေခဲ့ပြီလားသူ့အပြစ်ကိုထိုးစကားပုံနဲ့ခိုင်းနိုင်လို့မရစကားအဟောင်းအဟောင်းတို့ကအချိန်ကာလအလျောက်အသေးအသေးတို့ ဖြစ်ပေါ်ခံစားကြည့်လေကအမှန်ဆိုရင်မြမြဝင်းကမိဘများပေးစား၍အိမ်အောင်ကြခဲ့ရတဲ့ဇနီးမယားတယောက်မဟုတ်ပါတနည်းဆိုရတော့အိမ်အောင်ရတားကြပြီးပါမှ အချစ်ကိုရှာဖွေ တွေးရှိခဲ့တာမျိုးလည်းမဟုတ်ပါတတဲ့နဲ့မြမြဝင်းတို့မှာတဦးနဲ့တဦးချစ်ရည်သူနှစ်ကိုမျှပြီး အလိုကြအိမ်အောင်ကြခဲ့တဲ့ဇနီးမောင်နှံရဲ့သားဖြစ်ပါရီမောင်မြတို့လက်ထက်ကြရအောင်နော်မြလေး ကိုတက်နဲ့အတူနေချင်းလှပြီဒီစကားမျိုးပြောလို့မြကိုအရှက်မရှိတဲ့မိန်းမတယောက်လို့တော့မထင်လိုက်ပါနဲ့နော်။အိုးကိုမထင်ရပါဘူးမြရေကိုလည်းမြနဲ့အတူ နေချင်းသူပါချစ်ကြသူတို့နှစ်ဦးအတွက်အနေဝေးရခြင်းဆိုတာအဟန္တာတစ်ခုဖြစ်တယ်လို့အတူရွှေလေတွဲကျင်နေကြသူတွေဟာအချစ်ရဲ့အသီးပွင့်ကိုအမြဲတမ်းတန်ဖိုးထားကြတယ်ဆိုတာကိုတက်ယုံကြည်ထားပါတယ် စေတူကိုတူချစ်ကြသူတွေမို့တက်တဲ့နယ်များများဝင်းတို့မှအနောက်ဘက်ကင်းတဲ့အိမ်တော်တွေဘဝကိုရောက်ရှိခဲ့ကြရီနှစ်ဖက်မိဘတို့ရဲ့စီးပွားရေးချီနေကမစိုးရုံမှုအိမ်တော်ရပ်သားကြတာနဲ့တက်တဲ့တယောက်ရရအလုတ်ကိုဝင်လို့ရင်အိမ်ထောင်သက်ကိုဆက်လက်ထူထောင်လာခဲ့တဲ့စေတန်းအောင်ပြီးတဲ့အချိန်ဘွဲလက်မှတ်ကိုကင်ဆောင်နိုင်တဲ့အခြေအနေမရှိသူဖြစ်လို့နိုင်ငံဝန်ထမ်းတနေရာကို မတိုးနိုင်ခဲ့ပြီး ဒီတော့လေယူသားကျူးစားလောက်အားနဲ့အရင်တီးပြီးဘဝကို ရက်တီလာခဲ့ဒီမှာသမီးလေးချုံမြຫນွေတော်နှစ်နေတင်းတင်းရှိခဲ့ပြီအလုံးမှာအာယုံဆိုင်နေရတဲ့တတ်တင်အဖို့အင်ကသမီးနဲ့ဇနီးတို့ကိုလုပ်ငန်းခွင်ကအပြန်မောက်တွေ့ရှိခွင့်ရခဲ့ရီတို့အချိန်ကပဲတတ်တင်အတွက်အမောပြေစီတစ်ခွက်ဖြစ်ပါရီလုပ်ငန်းခွင်မှာမောပန်းလာသည်မအိယာပေါ်မှာခေါင်းချလိုက်တာနဲ့တတ်တင်အိပ်ပျော်သွားရီတို့ညာမျိုးကလည်း တရက်မဟုတ်နှစ်ရက်လည်းမက အချိန်ကာလကြာလာတဲ့အခါမျိုးကလေးရဲ့အမိကရင်းနီလို့အမိရာတဲ့ရွာမကမျိုးမကြဖြစ်တာမို့တရင်စကားကြားရလွယ်ကူလာတဲ့ဒါပေမဲ့လေ ကောင်းတဲ့ရင်ထက်မကောင်းတဲ့ရင်ကမြန်နေပေတင်အချိန်ဆိုးတဲ့အပိုင်းချာက လူရဲ့စိတ်ကို ပြောင်းလဲသွားစေနိုင်ပါ रे အချိန်ကလူတအူးတယောက်ကဝေဒနာကိုကုစားပေးနိုင်စွမ်းရှိသလိုထိုအချိန်ကပဲလူတယောက်ရဲ့စိတ်အသည့်အာယုံကို ပြုပြင်ပြောင်းလဲသွားစေနိုင်တာမဟုတ်လားနှစ်နှစ်ကျော်ဆိုတဲ့အချိန်နဲ့စင်ရဲ့နွမ်းပါမှုတန်ကမြမြဝင်ရဲ့စိတ်အာယုံကိုတမျိုးတပုံပြောင်းလဲသွားစေခဲ့တဲ့အိတ်တရဆိုတဲ့မိမတို့မှပုရိဒယောက်ျားတို့မသိနားမလည်နိုင်တဲ့လှုပ်ဝက်နှနေမှုတွေကထွေပြားလှပါပြီတချိန်ကတော့ချစ်ဦးသူပါ အခုတော့အချစ်မဝင်အပြစ်မြင်နေပြီထင်မြမြဝင်ရဲ့တရင်စကားကတတ်တဲ့နားမှာမဆန်းတော့ပြီမင်းကိုပြောပြရတာကတော့စိတ်မကောင်းပါဘူးကွာဒါပေမဲ့မိတ်ဆွေကောင်တူအနေနဲ့မင်းမသိမမြင်ရတာတွေကိုပြောပြရမှာပဲတနေ့တက်တဲ့နဲ့မြမြဝင်တို့အိမ်ထောင်မကြခင်ကမြမြဝင်အပေါ်မှာတပတ်သက်မြေတားရှိနေသူကျော်ရှိန်ကစကားဆလာရီ ပြောမှသာပြောစမ်းမှာကျော်ရှိန်ရာမင်းကနိကာရီထဲ့နေလိုက်တာ မဟုတ်ဘူးတငယ်ချင်းငါအနေနဲ့ဒီကိစ္စကို ပြောတဲ့မပြောတဲ့စဉ်းစားရသေးတယ်စိတ်ထားကောင်းနဲ့ပြောတာကိုမင်းကလက်ခံမှပြောရချိုနဲ့မှာပေါ့တက်တင်ကကြော်ရှင်းကိုတစ်ချက်မော့ကြည့်လိုက်တဲ့တချိန်ကမြမြဝင်းကိုအပြိုင်ပိုးခဲ့ကြပြီမဲ့မြမြဝင်းနဲ့သူအိမ်အောင်ကြတော့ခင်မင်းရင်းနေတဲ့မိတ်ဆွေကောင်တယောက်အဖြစ်ရက်တည်နေခဲ့တာကိုတက်တင်ကသတိထားမိတယ်မြမြဝင်းကိုအပြိုင်ပိုးခဲ့ကြပြီမဲ့သူ့ရဲ့အချက်ကိုမင်းပိုင်ဆိုင်သွားတယ်နော် ညမြဝင်းကိုနှမလေးတယောက်လိုခင်မင်ခဲ့တော့မင်းလည်းအသိပါခုကိစ္စကလည်းမဖြစ်သင့်တဲ့ကိစ္စတကူကိုမင်းသိထားအောင်လို့ပြောပြရတာကဲစူချမ်းမအောင်မင်းကငါ့ကိုဘာပြောချင်နေတာလဲတက်တင်ကစိတ်မရှိပေကပြက်ပြက်မီးလိုက်တယ်ကျော်ရှိန်ကတော့သူ့တငယ်ချင်းကိုကြည့်ပြီးပြောပြရမှာကိုယွန်းတွန်းတွန်းဖြစ်သွားရတယ်အေးမင်းကပွန့်ပွန့်လင်းလင်းမီးတော့လေပြောရမှာပေါ့ကွာအเจ้าကတော့မင်းမိတ်မကိစ္စပဲ မြမြဝင်းကိုမင်းကြည့်ထိန်ပြီးဦးအခုတလော့သူသွားတာလားတာနေရထိုင်တာငါတိတ်သဘောမတွေ့ဘူးမင်းကတော့မိသားစုစားဝတ်နေရေးအတွက်လုံပန်းနေရတော့တော်ပါတော့ကြော်ရှင်းရမင်းကနောက်ဆုံးတော့ငါနဲ့မြမြဝင်းကိုရန်တိုက်ပေးနေတာကိုကွာတက်တဲ့ကရီရီမော့မော့နဲ့ကြော်ရှင်းရဲ့စကားလုံးများကို ပြန်လုံးသဘောထားလိုက်တယ်ကြော်ရှင်းမှမျက်နှာပြတ်သွားတယ်အေးမင်းငါ့ဘောအဲ့ဒီလိုထင်းမဲဆိုတာငါအစော့ကလေးကတွက်ပြီးသားပါ မင်းဘလို့ပဲထင်ထင်ငါစေတနာမှန်ရင်တော့မင်းတနေ့အဖြေမှန်ကိုတွေ့လာပါလိမ့်မယ်။ကဲကွာငါတော့အောင်မယ်တငယ်ချင်းကျော်ရှင်းကစိတ်မချမ်းမြေးစွာနဲ့တက်တင်ရှိကထွက်သွားရင်တတင်ရဲ့မျက်နှာမှာပထမတော့ရီပြုံပြုံနောက်ဆုံးကြတော့တစုံတရာကိုသတိရမိ၍သူ့မျက်နှာညှိုးငယ်သွားသည်အောင်ပြောင်းလဲသွားခဲ့သည်တတင်အနေနဲ့တိတိပပမသိရပေမယ့်ဇနီးတဲ့မြမြဝင်းရဲ့တရင်စကားကခက်တဲ့တဲ့ကြားနေရသည်မှာကြားခဲ့လေပြီ မင်းအသွားလာလို့စင်ကြင်မအောင်ကွာကိုတက်အနေနဲ့မင်းအဖို့ကိုဘလို့မှအပြစ်မဆိုတာပဲမင်းပဝင်းချင်းပြောစကားတွေကနားနဲ့မဆက်အောင်ကြားနေရတာမဖြစ်တဲ့အဆုံးမှာကိုဇနီးတဲ့မိန်းမကိုတူတူတိတ်တိတ်ပြောရတယ်။အိုးကိုတက်ကလည်းပဝင်းချင်းပြောစကားကိုထဲ့အတွက်မနေစမ်းပါနဲ့ပဝင်းချင်းဆိုတာမလို့တမျိုးလို့တမျိုးပြောရကြတာပဲသူတို့ပြောတိုင်းလှည့်ကြည့်နေရရင်ကိုယ့်အလုပ်ကိုယ်တော်လုပ်ရတော့မှာမဟုတ်ဘူး လင်နာဖြစ်သူတတ်တင်ရဲ့စကားကိုမြမြဝင်းကခြေပါစကားနဲ့ပြန်ဖြေတယ်။ဒီတော့တတ်တင်မှာခွေးရကြီးလှင်းနှင်းထားတယ်လို့တခွန်းတစမှမပြောတာတော့။အေးပါကိုတက်ကပဝင်းချင်းပြောစကားကိုယုံလို့မင်းကိုပြောနေတာမဟုတ်ပါဘူး။သူတို့လေတံတွေ တိတ်သွား။မင်းကစင်စင်ချင်းချင်းနေသွားရင်ပြီးတော့ပါပဲ။ဇနီးမယားရဲ့အကြိုက်ကိုလိုက်ပြီးစကလုံးများကိုဖျက်ပြဲလိုက်တယ်။သွတ်တဆေဖြည့်ရက်ကဒီလိုမဟုတ်တော့ဘူး။ တညက်နေအလောက်ကအပြန်တမီးငယ်ချူများຫນွေကမပီကလာပီကလာနဲ့ပြောပြရီဖေဖေကြီးမိမိကိုမိမိကဟောဝေကြီးကိုတော့မယ်လိုက်မလားလို့ခေါ်တယ်မိမိကဒီအိမ်ကြီးကနေဘဲမှမလိုက်ဘူးဖေဖေကြီးပါမှလိုက်မယ်ဆိုပြီးနေခဲ့တာတမီးငယ်ချူများຫນွေရဲ့စကားလုံးများကအတိတ်ပဲနက်နဲမှုကူစောင့်နေပါတယ်ဘာမှမသိနားမလဲရှာတဲ့တမီးငယ်ကမခံစားတတ်ပေမဲ့ယောက်ျားဖြစ်သူတက်တင်က ခံစားလိုက်ရတယ် မြမြဝင်းကသူတို့သားဖကိုပြစ်ပြီးတပားသူရဲ့နောက်ကိုကောက်ကောက်ပေါအောင်လိုက်သွားကြည့်ပြီးတဲတဲ့ခေါင်းမီးတောက်နေပြီးအနီးကပ်ဆုံးမိတ်ဆွေကိုရှာတော့ကြော်ရှင်းကိုတော့တတိရလိုက်တဲ့ကြော်ရှင်းထံကိုအပြေးလွှားသွားပြီးတူတူတိတ်တိတ်တိုင်မင်ရရီအစကငါမပြောလာတတ်တင်ရမြမြဝင်းဟာအရင်ကလိုမဟုတ်ဘူးဆိုတာငါတတိထားမိတယ်ဒါကြောင့်မင်းကိုတတိပေးသားပဲဟာအေးပါကွာငါကလည်းခုလောက်ထိဖြစ်မယ်မှန်မတင်ထားမိတာကို အဲ့ဒီကိစ္စကိုမင်းစုံစမ်းပေးစမ်းပါဘသူကမှငါပြက်တနာမလုပ်ပါဘူးကွာမြားမြဝင်ဒူသားဖစီကိုပြန်ရောက်ရင်တော်ပါပြီဖူထွမ်းမတောင်မူမှန်းတီးလဲရတဲ့တက်တင်ရဲ့ပြောစကားကြောင့်ကြော်ရှင်းရင်ထဲမှာနေကနေနာကျင်သွားရတယ်မြားပေါ်မှာချစ်ကြည်ချစ်ခဲမိပါမှဒုက္ခလာလာကြီးတွေ့နေရပါဘကောအေးပါကွာမင်းအင်ကိုသာပြန်ပြီးတော့ဟမပြက်နေတော့ငါစုံစမ်းပြီးတော့မင်းမိမကိုချော့ပြီးခေါ်လာခဲ့ပါမယ် မင်းတို့လင်မယားချင်းတော့ဘာမှပြဿနာမရှိပါဘူးတော့ဟင့်အင်တို့မှဘာပြဿနာမှဩအင်းမရှိပါဘူးကွာမရှိပါဘူးတက်တင်ရဲ့စကားလုံးများတတိတငော့ထွက်လာ ರೀ ဒီအတွက်သူနားလေတယ်လို့ခန်းစားလိုက်ရ ರೀ မိသားစုဇာဝိနေရေးအတွက်ရှေလောကြီးလှုပ်ဆောင်နေရတဲ့တက်တင်အတွက်ဇနီးတဲ့အတွက်ဂျေနန်လောက်တဲ့ပြေးစွမ်းနိုင်မှုကိုယာနှုံးပြေမပြေးစွမ်းနိုင်ခဲ့ဒီမှာတော့အမှန် စံကျင်ဘက်လေးနှစ်ဦးအတူတူနေထိုင်ခြင်းရဲ့အတိတ်ပေမှာသူတာဝန်မကြေမွန်ခဲ့ပါ။နှစ်ရက်လောက်ရှိတော့ကြော်ရှင်းရောက်လာတဲ့သူစုံစမ်းတီးရမှုအခြေအနေကိုတင်ပြရဲ့။မြမဝင်းမှာအေလာမစံကုံတဲ့ကိုပါညော့ဆိုသူနဲ့လိုက်တော်ခဲ့တဲ့။ဒုကိစ္စနဲ့ပတ်သက်ပြီးတငယ်ချင်းနှစ်ဦးညှိနှိုင်းကအေလာမရှင်းလေးတဦးရဲ့ကူညီနဲ့မြမဝင်းကိုအင်ကိုရောက်အောင်ပြန်လေခေါ်ယူနိုင်ခဲ့တဲ့။ မြမြဝင်အင်ကိုပြန်ရောက်တော့မျက်ရည်ကန်ထိုးပြီးသူအမားကိုသူဝင်ခန်းနေဒီတော့လေချေရသူတက်တဲ့အနေနဲ့ခြေနဲ့နှစ်သိရရီကိုဇနီးမယအနာကိုပြန်ရောက်ပြီးမို့တပတ်လူကိုစိတ်မနာမိဇာတိယသူများကသာတက်တဲ့ရဲ့အဖြစ်ကိုကြည့်ပြီးဇာနာထောက်တာဂယုနာတက်ဝင် စိတ်မကောင်းဖြစ်ခေကြရရီအခုအချိန်ကဒုတိယအချိန်သူရဲ့အသေးနှလုံးကို အမုံသားများများနဲ့ခွဲခြားလိုက်သလိုရင်နာလှပါပြီ။ အိမ်တော်တခုရဲ့ဇာဝတ်နေရေးလူမှုရေးစီးပွားရေးအစစရရအစဉ်ပြေအောင်စွမ်းဆောင်နိုင်မိမယ်တောက်လေတောက်လေငတ်မပြေတဲ့ဇားငန်ရေကိုမှတဆိုင်မမတစက်မကြံတောက်လို့ဟန်နေသမီးနဲ့လင်းသားကိုဘဝချကောင်ပြေးထွက်သွားလေသူများများဝင်အဖြစ်ကရင်နာဖို့ကောင်းတယ်လို့ရှက်စရာလေအတီးဖြစ်နေပြီ အခြေရေးကိုနှလုံးသားနဲ့စရီးကောင်သူတစ်ပါးအတွက်ယမတ်ရဲ့ကြီးကျုံအဖြစ်တော်မခံလို့အိမ်တော်ရဲ့ဒုက္ခကိုတနာယမတ်နဲ့တိဆောက်လို့ရမြမြဝင်ကတန်လျက်ကိုရေးထင်းပြီးရွှေသမင်အလိုက်မှားခဲ့ပြီးနှစ်ကြိမ်မြောက်ဖြစ်ခဲ့ရတာမို့တိဆောက်မဲ့သူမြမြဝင်အတွက်တက်တင်မှားခဲ့ပြီးလားထက်ထက်အခါခါစဉ်းစားရဒီလင်းဒီမရနဲ့တမီးငယ်တို့အတွက်တီးခန့်ခွင်းလွတ်ခြင်းနဲ့တော့ပြန်လေထူထောင်နိုင်လိမ့်မယ်လို့တက်တင်စိတ်မှာထင်မြင်မိတယ် ခံပြင်းစရာကောင်းလိုက်တာတတ်တင်ရဒီကိစ္စမှာမင်းခွင့်မလို့တဲ့နော်ဦးတငယ်ချင်းမြမြဝင်ဘလောက်ပဲဖောက်ပြန်ဖောက်ပြန်တပတ်လူကလက်မခံသင့်မအောင်တော့ဒါဟာသူတစ်ပါးရဲ့အိမ်ထောင်ရေးကိုပြက်လို့ဖျက်ဆီးလို့တာပဲနောက်ပြီးသူ့မှာလည်းတာကြီးမရကြီးနဲ့ငါဘလို့လောက်ရမလဲတငယ်ချင်းငါအုံနောက်ထဲမှာတော့မြမြဝင်ပြန်လာတာကိုပဲလူချင်းနေကွာဘယ်ဘွားမျိုးပဲရောက်ရောက်သူပြန်လာမယ်ဆိုရင်ငါကြည်နဲ့ပါတယ်အေးမင်းဘလို့ခံစားနေရမလဲဆိုတာ ငါကိုချင်းစာမိပါရဲကွာဒီမှာတငယ်ချင်းဂျင်းစိမ့်နဲ့မိတ်တလင်သူကျင်မကိုကျင်ပေါ်ကွာလောကမှာမိမမရှားပါဘူးကွာမင်းမလည်းအရွယ်ရှိသေးပါရဲကျော်ရှိန်ကကိုချင်းစာတရားနဲ့နှင်းသိမ့်စကားနဲ့ပြောရင်သမီးလေးချိုမြနယ်ကိုလှန့်ကြည့်မိတယ်။အော်သမီးငယ်မှဘာမှမသိရှာသေးပါတကား သူလေးအပေါ်အဖေရဲ့ကျင်းနာမှုက၎င်းအမေရဲ့ရက်စမ်းမှုက၎င်းနုနယ်ငယ်ရွယ်အတိမကြွေသေးတဲ့အုံနောက်အတိတရားကချိုးမြွယ်အတွက်သောကကိုအကာအကွယ်ပေးထားတယ်။နောက်တနေ့မနက်မှာမြင်တွေ့နေကြမိခင်ရဲ့မျက်နှာကိုမတွေ့ရတော့သမီးလေးချိုးမြွယ်ကသူ့အဖေကိုမေးတယ်။တက်တင်ဘလို့ဖြေရပါကိုစိတ်နဲ့ကိုခန္ဓာဘာတိဘာသာနေနိုင်တော်လေ။တမီးလေးချိုမြွယ်မှာအမေကိုတန်းတန်းတတဖြစ်နေတဲ့အခါ တက်တင်ကိုယ်တိုင်အီလာမျိုးကိုလိုက်သွားရန်စဉ်စားဆုံးဖြတ်လိုက်တယ်။ဖေဖေကြီးတမိမေမေကိုသွားခေါ်ခဲ့မယ်နော်။တမိလေးချိုမြားနယ်ကဘာမှခံစားမှုမရှိတဲ့မျက်လုံးများနဲ့ဖခင်ကိုမော့ကြည့်ရင်ခေါင်းငိတ်ပြရှားတယ်။တမိလေးချိုမြားနယ်ရဲ့အကြည့်မှခြာကနေလှည့်ထွက်လိုက်သည်မှတက်တင်ရဲ့မျက်လုံးများအတွင်မှ မျက်ရည်စာတွေဖိတ်ဆင်ကြသွားသည်။ အီလာမျိုးကိုရောက်တာနဲ့ဇန်ကုံတဲ့ကိုပါညွန့်ထံကို တက်မှတ်သွားပြီးအနည်းရှိလက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်တောင်းရင်စုံစမ်းကြည့်တယ်။ကိုပါညွန့်ကမြားဝေသူတူအေထီယတိုက်တူးသူတယောက်လိုသိရတယ်။မိမိရဲ့ဇနီးများများဝင်းမှာအေထီယတိုက်သမားရဲ့ဇေယိုက်အမားကိုအဟုတ်ကြီးထင်ပြီးလိုက်သွားခဲ့သည်မှာနှစ်ကြိမ်တောင်ရှိခဲ့ပြီ။ထိုလူမျိုးရဲ့လက်ဝဲရောက်တဲ့မိမသားမှာတနေ့ဒုက္ခလာလာကြည့်နေရင်ဆိုင်ရတော်မိ။တက်တဲ့ကမိမိရဲ့ဇနီးကို ထိုအဖြစ်မျိုးအယောင်မခံနိုင်ဆက်လက်စုံစမ်းကြည့်တာနဲ့မျိုးစုံရှိစံကုံတဲ့ကိုပါညွန့်ပိုင်ချန်ဝန်းတစ်ခုရှိအင်တိန်အိမ်မှာတီးတန့်ထားတယ်လို့သိလိုက်ရပြန်နေစုံစမ်းမေးမြန်းရင်းနဲ့ကိုပါညွန့်ချန်ဝင်းစီကိုတက်တင်ရောက်လာခဲ့တယ်။အင်ရဲ့တစ်ဖက်မှာမိဖို့ကြောင့်လို့ထင်ရတဲ့အခန်းလေးအတွင်တန်နီယာမှာမိမိဇနီးဖြစ်သူမြမြဝင်းကိုတွေ့လိုက်ကြတယ်။တက်တင်စိတ်မှာဝမ်းသာစိတ်များလွှမ်းသွားတယ်။ဒါပေမဲ့အင်ရှိတစ်ပင်ရိတ်မှာ လူတယောက်ကလေးထိုင်တစ်ခုမှထိုင်ပြီး စာဖတ်နေတာကို သူတွေ့ရရင်စံကုံတဲ့ကိုဘညော့မှတကောက်သို့တော်လဲဇနီးတဲ့မြမြဝင်းကို တွေ့ရတာနဲ့အရာရာကိုရင်ဆိုင်ရန်တက်တင်ဆုံးဖြတ်ခဲ့သည်သူကိုယ်သူလဲတရီထားရင် အားပီးလိုက်မိသည်သူနောက်ကိုပါညွန့်ရှိရာကိုတဲတဲမမလမ်းလျှောက်သွားလိုက်တယ်။သူအနာကိုရောက်တာနဲ့ကိုပါညွန့်ကစာဖတ်ရာကမော့ကြည့်တယ်။"အော်ခမရကိုဘာကိစ္စရှိလို့လဲ ကိုပါညွန့်လေးတန်းကမာရီကျောရီရှိတယ်လို့တကိုးကလူဟစ်နေတဲ့ပုံစံအနေထားတက်တင်ကစိတ်ကိုထိမ့်ပြီးလေးတန်းမှန်မှန်နဲ့ပြောလိုက်တယ်။ကျုံကျုံမိမမျက်မျက်ဝင်နေတွေ့ကျင်လို့လာတာ။ဩဒါလားရပါတယ်တွားတွေ့ပေါ့။ကိုပါညွန့်စကားဆုံးတာနဲ့မျက်မျက်ဝင်ရှိရာကို တက်တင်ဝင်သွားတယ်။မြမြဝင်းမှာခင်မွန်းတဲ့အသည့်ဖြစ်သူကိုပါညွန့်နဲ့အတူစားရန်အတွက်ထမင်းဟင်းများချက်နေပုံပေါ်ရီ မြင်လိုက်ရသည်မှာရင်တွင်းမှာချိလို့မစုံမြမြဝင်းမှာတော့ချက်ပြုတ်နေသည်မှာချွေးတလုံးလုံးလုံရင်းကန်ရင်နဲ့မြမြဝင်းလှည့်ကြည့်လိုက်သည်မှာတက်တင်နဲ့မျက်နှချင်းဆိုင်တွေးလိုက်ရသည်ဟမ်ကုသက်ရှင်ဒီအထိလိုက်လာသလားမြမြဝင်းမှာမမျော်လင့်မဲတွေးရတဲ့အတွက်အံ့ဩမှုလေးတန်းမှာစိန်ကားမှုတွေလွှမ်းနေသည်အောင်ကုသက်လိုက်မလာလို့ဖြစ်မလားမြရဲ့အိမ်မှာသမီးလေးချိုမြနယ်ကမင်းကိုခဏခဏမေးနေတာ ။အိုးမြပြန်မလိုက်တော့ဘူး။မြဆုံးဖြတ်ချက်နဲ့မြထွက်လာတာ။ရှင်တို့စီကို ပြန်မလိုက်တော့ဘူး။ရှင်ပြမှာတော့ရဆက်လာကြည်လားမြရဲ့။ကိုရိုနီယောတအူးနဲ့တအူးနားလည်မှုတွေနဲ့ချစ်ခဲ့ကြပြီးမှညားခဲ့ကြတာပါ။ကိုကိုတန်ရောခြင်းမရှိတော့မှသမီးလေးကိုတော့အိုးရှုပ်တယ်ရှုပ်တယ်။ကျမပြန်မလိုက်နိုင်ဘူး။သမီးလေးကိုတော့နောက်တစ်ဖြည်းဖြည်းမှလာခေါ်မယ်။ရှင်ပြမှာတော့ ဒီတခါတော့အရာရာကိုစွန့်ပြီးခွင်းလွတ်တက်တဲ့တက်တင်ရဲ့မျက်နှာပြင်မှာတော့သူ့ရှိမှရန်နေသူများများဝင်ကမဆင်ကားကြီးပါတကောက်တမီးလေးချုံများຫນွေကိုတဖြည်းဖြည်းမှလာခေါ်မရီတမီးလေးချုံများຫນွေသူ့အမေနဲ့ပါသွားခဲ့ရင်ပထွေးဖြစ်တဲ့ကိုဘညွန့်နဲ့တွေ့ရတော့မေကိုဘညွန့်ဆိုတာကရမတ်မှုစုမိမဆိုတဲ့သားကောင်ကိုတွေ့ရလေရင်သူ့ညွန့်ခွင်းရှိမှကိုဒူးထောက်ပြီးအစားခံရတော့မေတမီးလေးကိုတော့ဘဝအပြတ်မခံနိုင် ဒီမဲမြကိုပြောတဲ့စကားကိုတိတိကျကျနားထောင်ပါသမီးလေးနဲ့တွေ့ပြီးရင်မင်းဖြစ်ချင်တဲ့အတိုင်းဖြစ်စေရမယ်ခုတော့ပြန်လိုက်ခဲ့တက်တင်ရဲ့လီတန်ကစောစောကလိုလီတန်မျိုးမဟုတ်တော့တင်းမတရားရှိနေတယ်။အိုးရှင်ပြန်တော့ကျမမလိုက်နိုင်ဘူး။ရှင်နဲ့အတူနေရရင်လူမွေးသူမွေးတောင် ပြောင်းမှာမဟုတ်ဘူး။ဒါကြောင့်ဆုံးဖြတ်ချက်နဲ့ထွက်လာတာ။မြမင်းတကယ်ပြန်မလိုက်တော့ဘူးလား။ဒါဟာမင်းရဲ့နောက်ဆုံးဆုံးဖြတ်ချက်ပဲလား။ တက်တင်ကသူ့စိတ်ကိုသူဆုံးဖြတ်ချက်ချလိုက်ပြီးကိုဇနီးမယားကိုတော့လူယုံမလက်ထဲမှာဝါကွက်ပြီးမထားခဲ့နိုင်လေတော့အချစ်ကြီးချစ်ခဲ့ရသူမို့ဒီဘဝဒီမြတာပဲလို့တော့သဘောထားလိုက်တာနဲ့မိဖို့ကြောင့်ထီရမထိုးထားတဲ့တဆူးကို ဖြက်ခနဲ့ဆွဲနှုတ်ယူလိုက်တယ်။ဟမ်ကိုသက်ရှင်ရှင်ဘာလို့မလို့လဲဒီမှာကိုမညွန်လာပါအောင်ကျမကိုမမဝင်ကငေးတန်းပါအောင်អော်လိုက်တယ်။ ဒါပေမဲ့လေသူမအိုဟေးလိုက်တန်ကဝိညာဉ်နဲ့တူတခြားတမလွန်စီကိုပါသွားခဲ့ပြီးကိုပါညော့အပြေးလွှားရောက်လာချိန်မှာတတ်တင်ရဲ့လက်မှာသွေးစွန်းနေတဲ့တဆူသူချိတ်ရင်းမှာတော့ခွေခွေလေးအသက်ပြောက်သွားတယ်များများဝင်သူမရဲ့ခန္ဓာကိုယ်မှာနီနီဆွေဆွေသွေးတွေက မြင်လို့တော့မကောင်းတော့ဟမ်မင်းမင်းသူ့ကိုဓာတ်နဲ့ထိုးတက်လိုက်ပြီးကိုပါညော့ရဲ့အတန်ကခြောက်ကက်ကက်နဲ့တုံရီရီဖြစ်နေတယ် တက်တင်ကလေအေးအေးနဲ့ပြန်ပြောလိုက်သည်ဟုတ်တယ်အစကတော့ဘသူကမှရန်လုပ်ဖို့မရည်ရွယ်ခဲ့ဘူးကျုပ်ချစ်တဲ့မိန်းမကိုကျုပ်ပြန်ခေါ်သွားဖို့ပဲဒါပေမဲ့သူကပြန်မလိုက်တော့ဘူးလေကျုပ်ချစ်တဲ့မိန်းမကိုခမရလို့ရုံမှာပတ်ဆက်တဲ့လူရဲ့လက်ထဲကိုမထားခဲ့နိုင်လို့ပဲတက်တင်ကကြေကွဲဝမ်းနည်းတန်နေပြောလိုက်သည်ပြီးတော့မှသူ့ကိုမျက်လုံးပြူမျက်စံပြူနဲ့ကြောင်ပြီးရက်ကြည့်နေတဲ့ကိုဘညွန့်ကိုဆက်ပြီးဒီပြစ်မှုနဲ့ပတ်သက်လို့ ကျုပ်ကိုယ်တိုင်ရဲစခန်းမှာတွားပြီးတော့အဖမ်းခံမိခမကြီးဘာမှဝင်းရှုပ်ဆရာမလို့ဟုတ်ဟုတ်ကဲ့ကျုပ်ကျုပ်ဘာမှဝင်းမရှုပ်ပါဘူးဗျာကျုပ်တော့ဘာမှမလုပ်လိုက်ပါနဲ့အစင်တိုက်သားကောင်ကိုရှာဖွေတတ်တဲ့ကိုဘာညွန်သူကိုယ်တိုင်သားကောင်အဖြစ်ခံရမှာကိုတော့အကြောက်ကြီးကြောက်ပြီးစူးရွနေပုံရှာရီမိဖို့ကြောင့်ကတကားမှတက်တင်ထွက်တော့တဖြည်းဖြည်းနောက်ဆုတ်ပေးလိုက်တယ်ခွေခွေလေးအသက်ပြောင်နေတဲ့မြမြဝင်းကိုတက်တင်တစ်ချက်မြငုံကြည့်လိုက်သည်မှသူမျက်ဝန်းထဲမှာ မျက်ရည်စာများမထိန်နိုင်တော့ပေယူစီကြလာတယ်။အချစ်ကိုအတင်းမဖြစ်ချင်၍အချစ်ဟောင်းကိုဘဝပြောင်းပေးလိုက်သူတက်တင်ရဲ့အချစ်ကြီးချစ်သူတို့အတွက်ရင်နာစရာကောင်းလွန်နေ။တက်တင်ကအန်ကိုတင်းတင်းကြိတ်မိတယ်။မြမြဝင်းရဲ့အလောင်းကိုနောက်ဆုံးကြည်ချင်းမျိုးနဲ့ကြည့်ပြီးခြာကနေလှဲ့ကောင်တွေးစောနေတဲ့ဓာကိုလက်ကကြည့်ကြည့်ပါအောင်စုပ်ကန်ရင်ကြောခိုင်ဆန့်ကျင်လို့တလန်ချင်းလှမ်းပြီးထွက်လာခဲ့တယ်။ လူသားအလုံးအချစ်ကြီးချစ်ပြီးအမုန်းကြီးမမုန်းမဲခွင်းလွတ်ခြင်းနဲ့သာတီးခန့်ခြင်းတရားပွားများနိုင်ကြပါစေလို့ဆန္ဒပြုရင်းစာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရယ်ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရယ်ရှင် ကျမကတော့တင်ဆက်သူမဆန္ဒပဲဖြစ်ပါရယ်ရှင်